ားလုံးပဲမင်္ဂလာပါဒီဗလော့လေးမှာတော့လူတိုင်းနေပါတည်ပြီးသားဖြစ်တဲ့မိမျိုးကရွာလေးတရွာကိုသွားမှာဖြစ်ပါတယ်ဒီဗလီရဲ့မိကတော့ညဉ့်ညင်းတာလို့ခေါ်ပါတယ်ဒီဗလီကိုသွားတဲ့လမ်းနှစ်လမ်းရှိပါတယ်ပထမတစ်လမ်းကတော့မြို့ဆောင်လမ်းပတ်ဒီဖရပေးရသွားတဲ့လမ်းနဲ့အခုကျွန်တော်သွားနေတဲ့အနိစကန်လီရင်ခွင့်ပေးရလမ်းဖြစ်ပါတယ်အခုဒီလမ်းလေးကတော့လမ်းအခွေကောက်လေးနဲ့မြို့တဲရတာသွားလာတာရမ်းစိတ်လို့ဆက်ဆက်ကောင်းပါတယ် အခုမြင်နေရတဲ့ရွာဝန်ဆိုင်ပုံနေရာလေးကနေဆိုလို့ရှိရင်အနည်းစခန်းလေးရင်ကွနဲ့အနည်းစခန်းတစ်ဝိုက်ပါရှိနေတဲ့ရှုကန်လှတွေကိုလှမ်းကြည့်ခန်းစားလို့ရပါတယ်။ ညချင်းသားရွာရဲ့အဝင်ဝါကိုတော့ရောက်ပါပြီဒီလမ်းဆောင်လေးကနေညာဘက်ကိုလိုက်သွားမယ်ဆိုလို့ရှိရင်တော့ရွာထဲကိုဖြတ်ပြီးတော့မတ်ကေဘက်ကိုရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ရွာထဲကမဝင်သေးပဲနဲ့ဒီရှိဘက်ဘက်ကလမ်းကနေရွာပြင်ကကာလမစီကိုတွားပြီးတော့ရွာပြင်ကာလမဘောကနေရွာပြင်မှာရှိနေတဲ့ရှုကင်းလှတွေကိုတွားရောက်ရှာဖွေကန်စားမှာဖြစ်ပါတယ်ရွာပြင်ကကာလမဘောကိုတော့ရောက်ခဲ့ပါပြီ။ ဒီကလမကြီးရဲ့ပညာမှာဆိုလို့ရှိရင်စိုက်ခင်လာတဲ့စိုက်ခင်လာတဲ့အများကြီးရှိပါတယ်။ခိုးနောက်မှာရှိနေတဲ့တန်ကုန်းနဲ့တောင်တန်းနဲ့ကာရထားတဲ့ဒီစိုက်ခင်ကိုရှောက်ကြည့်ရတယ်လေ။အရှမ်းပြောစရာကောင်းပါတယ်။ဒီဘက်ညာဘက်ချမ်းမှာဆိုလို့ရှိရင်အရန်ကိုကြည့်ပြောတဲ့တစ္ဆာပန်းခင်းကြီးကိုအခုလိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်။ ုမြင်နေရတာကတော့ကလမရဲ့ဟိုတစ်ဖက်မှာရှိနေတဲ့ဘုံကြီးကျောင်းနဲ့တောင်ကုန်းနဲ့စိုက်ခင်ပြူတွေကိုမြင်နေရတာဖြစ်ပါတယ်။ဒီပြူလေးတွေကိုကြည့်ရင်လည်းကလမတွေဟိုဘက်ကပါရှိနေဆိုတော့ဆက်သွားကြည့်မှာဖြစ်ပါတယ်။ like ခဲ့ကြည့်ပြီးပါဦး။ဒီနေရာလေးကနေဆိုလို့ရှိရင်လေဟိုဘက်မှာမြင်နေရတဲ့တန်ကုန်းပေါ်ကဘုန်းကြီးကျောင်းရဲ့အောက်ခြေမှာရှိနေတဲ့စိုက်ခင်းတွေကိုလှမ်းမြင်ရပါတယ်။အဲဒီစိုက်ခင်းတွေကြားထဲမှာပဲ ပန်းရောင်ပန်းခင်းကြီးတစ်ခုကိုအထင်ရှားမြင်လိုက်ရတဲ့အတွက်စိတ်ဝင်စားလို့တွားကြည့်မှဖြစ်ပါတယ်။အဲ့ဒီဘက်ကတော့ကျွန်တော်တို့ရွာရဲ့အဆက်ကိုပြန်သွားပြီးတော့ရွာရဲ့အဆက်မှာရှိနေတဲ့မိသားလန်လေးကနေညာဘက်ကိုချိုးပြီးတော့ပြန်လိုက်သွားမှာဖြစ်ပါတယ်။ဒီနေ့ဒလန်လေးရဲ့ပေးမှာဆိုလို့ရှိရင်တစ္ဆာပတ်ဆိုင်ကနေတဒန်းကြီးရှိပါတယ်ဒီဘက်လမ်းကနေဆိုင်ကနေရဲ့လာကိုအနိကက်ပို့ပြီးတော့ကြည့်လို့ရပါတယ် မကျွန်တော်တို့လာခဲ့တဲ့ကာလန်ပတ်ချံကိုဒီဘက်ကနေပြန်ကြည့်ရတာလေပို့ပြီးတော့လှနေပါတယ်အခုမြင်နေရတဲ့အရန်လာတဲ့ဒီတန်ကုန်းလေးရဲ့ပက်ပက်လဲမှာဆိုလို့ရှိရင်တစ္ဆာပန်းတွေကိုဒီဇိုင်းကြီးစိုက်ထားတာတွေ့ရပါတယ်။ဒီတစ္ဆာပန်းဆိုင်ခင်ရဲ့အောက်ခြေမှာဆိုလို့ရှိရင်ဟိုဘက်ကနေကျွန်တော်တို့လှမ်းမြင်ရတဲ့ပန်းရောင်ပန်းပင်တန်းကြီးကိုအခုလိုပဲအနီးကပ်တွေ့မြင်ရပါတယ်။ ဒီတန်ကုန်းလေးရဲ့ပဝင်ချင်ရရှိခင်းနေရဒီနေရာလေးကနေမခွာကြလောက်အောင်ကိုဆွတ်ဆောင်မှုရှိပါတယ်အခုဆိုရင်တော့ဝါဘက်နေကာယန်ထားတဲ့ဒီရွာလန်းလေးတွေကနေရွာထဲကိုဖြတ်ပြန်มาဖြစ်ပါတယ်ဒီရွာလန်းလေးတွေကတော့တခြားရွာထဲဆက်လို့ရှိရင်တော်တော်လေးကျဉ်ပါတယ်ဒါပေမဲ့လန်းလေးတွေကွက်ကွက်ကောက်ကောက်လေးနဲ့တော့ရလာရတာ တော်တော်လေးစိတ်လှုပ်ရှားစရာတော့ကောင်းပါတယ်ကျွန်တော်တို့အပြန်လမ်းမှာတော့အလာလမ်းနဲ့မပြန်တော့ဘဲနဲ့ဒီဖျားကိုပောက်သွားမယ်တခြားလမ်းအနေပြန်ခဲ့ပါတယ်ဒီကားလမ်းမှာလည်းအခုမြင်နေရတယ်လို့ပဲဖြန်းဖြန်းဖြူးဖြူးနဲ့ကောင်းကောင်းဝင်ဝင်ရှိပါတယ်အဲ့တော့ဒီဘက်လေးကိုသွားမယ်ဆိုလို့ရှိရင်ဒီစကန်ဘက်ကပဲတော်တော်မြို့ဆောင်လက်ဘက်ကပဲတော်တော်တော်လို့အဆင်ပြေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးမယ်